အဘဖြစ်လို့ဒီဒူဘိုင်းမှာရှိတယ်ပေါ့နော် luxury hotel တွေမှာကျွန်တော်တို့အလုပ်လုပ်တင်တယ်ပေါ့နော်အဲ့ဒီမှာကကျွန်တော်တို့ဟိုလုပ်တင်တဲ့အကြောင်းရင်းတချို့ရှိတယ်ပေါ့လေဒူဘိုင်းမှာဆိုရင်အခုလက်ရှိတို့ luxury hotel လို့သတ်မှတ်ထားတဲ့ hotel တွေကတော့အများကြီးတော့မရှိဘူးပေါ့နော်ဒါပေမဲ့တချို့ hotel တွေကတော့တို့က luxury အပြင်ပေါ့နော်လုံးဝကိုမှ top notch လို့တော့ပြောလို့ရတယ်ပေါ့နော်ချို့ဆိုလဲ seven star hotel လို့တော့မှကမ္ဘာပေါ်မှာတင်စားခေါ်ပါတယ်ကျွန်တော်တို့ဒီ Buja Arel hotel မျိုးတွေလည်းထိုင်းမှာရှိတယ်ပေါ့လေအဲ့လိုတို့ကြောင့်မို့လို့ပေါ့နော်ဟိုဒူဘိုင်းမှာကကျွန်တော်တို့ luxury hotel တချို့မှာကိုကအခွင့်အရေးရမယ်ချမ်းရှိမယ်ဆိုရင်တော့လုံးတင်တယ်လို့တော့ကျွန်တော်ကတော့မြင်ဘာဖြစ်လို့လဲဆိုတော့ကိုကတကယ်လို့ဒီ luxury hotel တွေမှာလုံးတယ်ဆိုရင်ကျွန်တော်တို့ကတခြားတာမန် ဟိုတယ်တွေမှာလုပ်တဲ့အတွေ့အကြုံနဲ့မတူဘဲနဲ့အတွေ့အကြုံတစ်တခုကိုလည်းကျွန်တော်တို့ထပ်မံပြီးတော့ရရှိမှာဖြစ်ပါတယ်။အဲဒါမို့လို့ကျွန်တော်တို့ဒူဘိုင်းမှာတို့ Luxury Hotel လို့သတ်မှတ်ထားတဲ့ကျွန်တော်တို့ Hotel တချို့ရှိပါတယ်။အဲဒီ Luxury Hotel တွေရဲ့အောက်မှာဘယ် Hotel တွေရှိနေမလဲပေါ့နော်။ကျွန်တော်ပမာဦးဆုံးနေတဲ့ကျွန်တော်ပြောရမယ်ဆိုရင်တော့ Buja Arab ပါဒီကောင်တော့လူတိုင်းသိတဲ့အတိုင်းပဲကမ္ဘာပေါ်ကတော့မှကျွန်တော်တို့ဒီ7 star hotel လို့တော့မှသူ့ကိုတင်စားပြီးတော့ပြောရတဲ့ အထီတော်မှာသူကလောကကူမှာ standard ပေါ့နော်အရင်ကောင်းတယ်ခေါ်တယ်တခုပါပြီးရင်တော့ကျွန်တော်တို့ဒီ booth california မှာရှိတယ်ကျွန်တော်တို့ mani hotel မှာအဲ mani hotel လဲကျွန်တော်တို့ luxury hotel တခုအနေကြီးသူတို့တတ်မှတ်ထားခြင်းခံရတာကိုလည်းတွေ့ရပါတယ်နောက်တစ်ခုကကျွန်တော်တို့ jw mario ရှိမယ်ပြီးရင် mandarin oriental ရှိမယ်ပေါ့နော်ပြီးရင်တော့ကျွန်တော်တို့ပြီးခဲ့တဲ့နှစ်ကမှအတစ်ဖွင့်ထားတယ်ကျွန်တော်တို့ဒီအင်္ဂလန်ကနေမှ ပိုင်းနဲ့ကျွန်တော်တို့ဒီ Dorchester Collection ပေါ့နော်တလားနာပိုင်း Dorchester Collection Hotel တခုရှိမှာပေါ့နော်ကျွန်တော်တို့အခုလက်ရှိအဲ့ဒီ Hotel မှာလက်ရှိလုပ်နေတာပေါ့လေပထမအောင်ဆုံးကတော့ကျွန်တော်လဲ5 star hotel တခုမှာပဲလုပ်တယ်လုပ်တဲ့အချိန်မှာကျွန်တော်ဒီ5 star နဲ့ဒီ luxury hotel ကိုပြောင်းပြီးတော့လုပ်လိုက်ရတဲ့အချိန်မှာဆိုရင်မတူညီတဲ့အတွေ့အကြုံတွေမတူညီတဲ့ standard တွေပြီးတော့ဟိုတခါမှကို live မှာမတွေ့ဘူးမကြုံဘူးတဲ့ဒီ experience တွေကိုကျွန်တော်အများကြီးရရှိခဲ့တယ်ဗောလေအဲ့တော့ကြောင့်မို့လဲကျွန်တော်ဒီနေ့ video လေးမှာဒီ အကြောင်းအရာလေးတို့ကျွန်တော် ပြန်ပြီးတော့ပြန်လည်မျှဝေပေးခြင်းပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အခုနောက်ပိုင်းပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံကနေပဲဖြစ်ဖြစ်တခြားနိုင်ငံကနေဆိုလည်းလူတော်တော်များများစုကဒီ hospitality နဲ့ tourism ဘက်ကိုအများကြီးပြောင်းရွှေ့ပြီးတော့လာရောက်လုပ်ကင်ကြတာကိုလည်းကျွန်တော်တို့သတိထားမိမှာပဲဖြစ်တယ်ပေါ့နော်။အဲ့လိုချိန်မှာလည်းကျွန်တော်တို့ကအမြဲတမ်းဟို competitor တွေရှိတယ်လုပ်ငန်းခွင်မှာလေးပေါ့နော်။ပြီးတော့ကိုကထပ်ပြီးတော့ကိုရဲ့ဒီ career ကိုထပ်ပြီးတော့ ိုးတက်ဖို့အတွက်ဆိုလဲကျွန်တော်တို့မှာအမြဲတမ်းလေ့လာနေရတယ်ပေါ့နော်တစ်ချက်ပေါ့နော်ဒီ hospitality industry မှာလုပ်ရင်တော့ကျွန်တော်တို့က land is never stop ပဲဟိုဘယ်တော့မှရပ်တန့်လို့မရဘူး။ဘာကြောင့်အစ်တစ်အစ်တည်းဘူးတုဒ္ဒတွေ knowledge တွေ product knowledge တွေကကျွန်တော်တို့အမြဲတမ်း add on လုပ်ပြီးတော့ကျွန်တော်တို့ value add တွေလုပ်နေရတာပေါ့နော်။အဲဒီတကြောင်မို့လို့ဒီ luxury hotel မှာကျွန်တော်လုံးလိုက်ရခြင်းအဖြစ်ပေါ့နော်။ကျွန်တော်ဘာတွေရရှိခဲ့လဲဆိုရင်ပထမတစ်ချက်အနေနဲ့ကျွန်တော်ပြောရမယ်ဆိုရင်ကျွန်တော် connection ကောင်းကောင်းရတယ်ပေါ့နော်။ connection ဆိုတော့ကျတော့အရင်တော့ဆိုတော့ Tamil five star hotel မှာပဲလုပ်လေ။ သူလည်းအဲတာမန်လူပဲကိုလည်းတာမန်လူပဲဒါပေမဲ့ဒီမှာလာလုံးချင်းအဖြစ်ပေါ့နော်တချို့ဆိုရင်ဒီမှာလှုပ်သွားတယ်တခြားနေရာပြောင်းသွားသူတို့ရဲ့ assistant manager တွေဖြစ်သွားတယ် ပြန် supervisor တွေဖြစ်သွားတယ်။ကိုကကိုရဲ့ network ထဲမှာအဲ့လိုလူပုံကူမျိုးတွေများများရှိလာတဲ့ခါကျတော့ကို့မှာအခွင့်အလမ်းတွေကပို့ပို့ပြီးတော့ရှိလာနိုင်တယ်။အဲ့လိုမျိုးတွေ့ကြမှုလဲကျွန်တော်တို့ကဒူဘိုင်းနဲ့မှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ဒူဘိုင်းရဲ့ဒီ hotel industry မှာကျတော့ကျွန်တော်တို့ diversity ဖြစ်နေတဲ့လူမျိုးပေါင်းစုံနဲ့ကျွန်တော်တို့ကပေါင်းသင်းပြီးတော့အလုပ်လုပ်နေရတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်။ကျွန်တော်တို့ကလူမျိုးပေါင်းစုံနဲ့ပရမတ်တစ်ချက် တွေ့ဆုံပြီးတော့အာတို့ရဲ့ culture တွေတယောက်နဲ့တယောက်ဟို sharing share sharing လုပ်နေရင်းနဲ့မှာကျွန်တော်တို့က knowledge တွေဘူးတုတ္တတွေကိုယ်နဲ့ပတ်သက်တဲ့ဒီ career ရဲ့ဒီ general knowledge တွေကိုကျွန်တော်တို့အများကြီးရရှိလာတာပေါ့နော်အဲ့လိုမျိုးနဲ့ပဲကျွန်တော်တို့က connection တခုကိုကျွန်တော်တို့ကကောင်းကောင်းလေးရတယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီ luxury hotel တွေမှာလှုပ်လှုပ်ရခြင်းရယ်ကျွန်တော်တို့ရဒီ walking environment ကလုံးဝကိုမှ totally different ပါဘာကြောင့်လဲဆိုတော့ဒီမှာသူတို့ကဒီ luxury hotel တွေရဲ့သူတို့မှာသူတို့ရဲ့ vision တွေရှိတယ် mission တွေရှိတယ်ပေါ့နော်ကျန်တဲ့ဒီ five star hotel တွေ diamond hotel တွေမှာလည်းဒီလို vision နဲ့ mission တွေတော့ရှိတယ်ဒါပေမဲ့ luxury တွေ hotel တွေကတော့တဲ့သူတို့ရဲ့ပုံစံကလုံးဝကမှ different ဖြစ်တယ်သူတို့ကဝန်ထမ်းတွေလည်းသူတို့ကဦးစားပေးတယ်ပြီးတော့ကျွန်တော်တို့ရဲ့အလုပ်လုပ်တဲ့ချိန်ကလည်းပုံမှန် hotel တွေထောက်ကူမှသူတို့ကသတ်မှတ်ထားတဲ့အလုပ်လုပ်ချိန်တွေပေါ့နော် work life balance ပြောင်းကိုထားပေးတယ်ပေါ့နော်ဝန်ထမ်းတွေပေါ့နော်အဲ့တိတ်တချမ်းလို့လည်းဒီ luxury hotel တွေမှာတချို့တွေက ဟိုလှုပ်လှုပ်ချင်ကြာချင်မှဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီလို luxury hotel တွေမှာအလုပ်လုပ်ပြီးသွားရင်ကျွန်တော်တို့ဥပမာကိုယ်ကအချိန်တစ်ခုရင်းနေလိုက်တယ်တစ်နှစ်နှစ်နှစ်အဲ့ဒီတစ်နှစ်နှစ်ကရင်းနေလိုက်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ရဲ့ဒီ career မှာဆိုလဲကိုယ်က အတက်ပဲရှိတော့တယ်။ဘာကြောင့်လဲဆိုတော့ကိုကဒီ luxury hotel တွေမှာအတွေ့အကြုံတွေကိုယူပြီးတဲ့နောက်ပိုင်းမှာကိုကနောက်ထပ်နေရာတစ်ခုသွားမယ်ဆိုရင်ပေါ့နော်။ position နေရာကြည့်မယ်ဆိုလဲကျွန်တော်တို့ကောင်းတဲ့ခွင့်လန်းရှိတယ်။လားစာခန်းစားခွင့်နေရာကြည့်မယ်ဆိုလဲကျွန်တော်တို့မှာအများကြီးဥမှာခန်းစားပိုင်ခွင့်တွေရှိတယ်ပေါ့။အဲ့ဒီအပြင်ပေါ့နော်။တချို့လူတွေဆိုရင်ဘယ်လိုမျိုးတွေကိုဆက်ပြီးတော့ဆက်လန်းကြလဲပေါ့နော်။ဒီ luxury hotel တွေမှာသူတို့လုပ်ပြီးသွားပြီဆိုရင်တကယ်နာမည်ကြီး cruise line တွေဖြစ်တဲ့ဒီ Royal Caribbean တို့ပေါ့နော်။ဒီ drink cruise တို့ဒီလို line တွေမှာသွားပြီးတော့လဲကျွန်တော်တို့အလုပ်တွေရှောက်ထားလို့ရတယ်ပေါ့နော်အဲ့လို line တွေကလည်းတကယ်ကိုမှဒီလိုမျိုး luxury hotel တွေကနေ well train ပြီးလာတဲ့လူတို့သူတို့ကအများတန်း welcome ပဲပေါ့နော်ဘာကြောင့်လဲဆိုတော့သူတို့ကပြန်ပြီးတော့ train เสียရမလို့တော့ဒီ luxury hotel ရဲ့ဒီ standard တွေဒီ customer ကိုပေးတဲ့ customer service တွေဒီ dining experience တွေပြီးရင် product knowledge တွေပြီးရင် wine knowledge တွေကိုသူတို့ကသိထားတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီလို luxury cruise ship တွေကလည်း ဒီ luxury hotel ကလာတဲ့ကျွန်တော်တို့လူတွေပေါ့အများတန်း welcome လုပ်လို့ရှိတယ်လို့ပေါ့နော်အလုတ်ကိုင်ခွင်လန်းအနေရကြည့်မယ်ဆိုလဲပို့ပြီးတော့မှာအလုတ်ကိုင်ခွင်လန်းနေပို့ရနိုင်ချေများတယ်ပေါ့လေကျွန်တော်အပေါင်းအသင်းမိတ်ဆွေတဲမှာဆိုလဲဒီလို luxury hotel တွေကနေမှာပြောင်းပြီးတော့ဒီလိုနံပါတ်ကြီး cruise line တဲမှာရောက်သွားတဲ့သူတွေလည်းရှိတယ်ပေါ့အဲဒီအတွက်ကြောင့်မို့လို့ပေါ့နော်ကျွန်တော်တို့ကအခုလက်ရှိကိုကဒူဘိုင်းမှာလဲရောက်နေတယ်ဒူဘိုင်းကလည်း လာမယ်လို့ပလန်ထားတယ်ဒါမှမဟုတ်ဒူဘိုင်းရဲ့ဒီ hotel industry မှာကိုကလက်ရှိလုပ်နေပြီးတော့ wager ကျွန်တော်တို့ဒီ supervisor manager level တိလဲကျွန်တော်မြင်ပါတယ်လူမျိုးထဲမှာအများကြီးရှိတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုဒီ bartender တွေ mixology ဒီလို carrier တွေပေါ့နော်ပြီးရင်ကျွန်တော်တို့ front office မှာရှိတယ် housekeeping မှာရှိတယ်ပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ position တွေကတော့ဒီ hospitality industry မှာတော့အများကြီးပေါ့နော်အဲ့ဒီတို့ကြောင့်မို့လို့ဒီလိုအရာမျိုးတွေကိုကိုကပလန်ထားတယ်ကိုရည်ရထားတယ်ဆိုရင်တော့ဒီလိုမျိုး luxury hotel တွေမှာတော့ကျွန်တော် find ကြည့်စေချင်တယ်ရှောက်ကြည့်စေချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီ Dubai ရဲ့ဒီသူတို့ရဲ့ဒီ hospitality and tourism industry market ကကျွန်တော်တို့ future မှာအများကြီးတိုးတက်လာနိုင်မဲ့ခွင်လန်းတွေအခြေအနေတွေအများကြီးရှိရတဲ့ကြောင့်မို့လို့ပေါ့နော်။ကိုကအဲ့ဒီအခြေအနေတွေခွင်လန်းတွေကိုကိုစုပ်ကင်ထားမိအောင်ကိုဘက်က lower the skill တွေ language product knowledge ပြီး connection တွေဒီလိုမျိုးဟာတို့တဖြည်းဖြည်းနဲ့ ေးတက်လုတ်ပြီးတော့မှကိုကကောင်းတဲ့အလုပ်ကံခွင်လန်းတော့အများကြီးရှာလို့ရမှာဖြစ်ပါတယ်အဲ့ဒီကြောင့်မို့လို့ကျွန်တော်တို့ကပေါ့နော်ဒီ hospitality လုပ်ငန်းမှာကိုကလုံအောင်ကိုမအစ်စ်အစ်စ်တွေကိုပေါ့နော်လေးလာရတာကိုကြိုက်ပြီးတော့အများရန်ကိုယ့်ရဲ့ knowledge တွေကိုအများရန် polish လုပ်နေတဲ့သူတွေပြီးတော့ဘာသာစကားကိုလေးလာရတာကြိုက်တဲ့သူတွေနောက်တစ်ခုကကြတော့ဒီ customer service နဲ့ပတ်သက်ပြီးတော့ပေါ့နော် customer service ကိုကိုကတခြား app တွေကိုအစစ်မြင့်တဲ့ဒီ the best customer service ပေးခြင်းတဲ့သူတွေဆိုရင်တော့ဗောနောကျွန်တော်တို့ဒီလို luxury hotel တွေမှာအလုပ်လုပ်တင်တယ်လို့ထင်ပါတယ် luxury hotel တွေမှာမဟုတ်ဗောနောကျွန်တော်တို့ဒီ Dubai မှာရှိတဲ့ luxury fine dining တွေမှာလည်းကိုကအတွေ့အကြုံရှိတယ် knowledge ရှိတယ်ဆိုရင်တော့ကို fine ကြည့်တင်တယ်လုပ်ကြည့်တင်တယ်လို့တော့ကျွန်တော်မြင်ပါတယ်ဒါကျွန်တော်ဒီနေ့ video လေးမှာတော့ဘာကြောင့်ဒီ Dubai ရဲ့ဒီ luxury hotel တွေမှာအလုပ်လုပ်တင်တယ်လဲဆိုတော့ねညွှန်ဝေပေးသွားခြင်းပဲဖြစ်ပါတယ်နောက်ထပ် video တွေမှာလည်း message တို့နဲ့ပြန်လည်တွေ့ဆုံဖို့မျှော်လင့်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ